ချင်းပြည်နယ်တစ်တော့ကန္တာပြည်လဲဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ကိုကြိုးစည်းပွားရှာဖွေနေတာတွေကိုအရင်ဆုံးပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်လို့ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနဲ့တစ်တော့ဝန်ကြီးကပြောဆိုလိုက်ပါတယ်။အောင်ကိုလက်ပေးပို့ထားပါတယ်ခင်ဗျာ။ဟာခမြို့ခရိုင်စုပေါင်းရုံစည်းဝေးခန်းမှာနှစ်ရက်တာကျင်းပတဲ့ချင်းပြည်နယ်တွင်းရှိတစ်တော့ထိန်သိင်းဆိုင်ရာအလို့ယုံဆွနုပွဲပြီးမှချင်းပြည်နယ်အစိုးရအဖွဲ့မှစိုက်ပျိုးရေး၊မွေးမြူရေးနဲ့တစ်တော့ဝန်ကြီးကပြောဆိုလိုက်တာပါ။အဓိကတစ်တော့ထိန်သိင်းကတော့ပြည်သူလူထုပါဝင်တဲ့တစ်တော့ ထိမ့်သိမ့်မှုပဲဖြစ်ရတော့အောင်နေမယ်ဝန်ထမ်းတွေကမနိုင်ဘူးနောက်ပြီးတော့ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆိုရင်လည်းကျွန်တော်တို့သူတို့အကျိုးမရှိရင်မလုပ်တဲ့အတွက်တစ်တော့ထိမ့်သိမ့်ဘူးအားပေးတဲ့နေနဲ့မဟုတ်ပဲနဲ့ကိုကျူးစီးပွားရှာတာပုံများပါတယ်လို့အဲ့ဒါကြောင့်ကျွန်တော်တို့ဒါကိုပြည့်ပြင်းရမယ်ပြောင်းလဲရမယ်ဒါလုပ်ငန်းပေါ့နော်အဲ့ဒါအဓိကအဲ့ဒါလုပ်ရမယ် လက်ရှိအနေအထားအရမြန်မာနိုင်ငံမှာတစ်တော့ဖုံးလွှမ်းမှုကနိုင်ငံဧရိယာရဲ့63ရာခိုင်နှုန်းလောက်ရှိပြီးချင်းပြည်နယ်အနေနဲ့ဆို62ရာခိုင်နှုန်းအထိရှိနေပါသေးတယ်။အစိုးရအဖွဲ့ပိုင်းတစ်တော့တွေပြုလုပ်နိုင်ဖို့ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကလည်းလိုအပ်နေတာပါ။ကျွန်တော်တို့က CF နိုင်ငံတွင်းမှာတည်ထောင်ပြီးဖြစ်တာအေကနှစ်သိန်းကျော်သွားပြီ။ဒီနေ့တည်အောင်ပေါ့နော်အခုလကုန်တည်အောင်ဒီနေ့နှစ်သိန်းကျော်လောက်နှစ်သိန်း2000လောက်ဖြစ်သွားပြီ။1995ထုတ်ထားတဲ့ CF ပိုင်းကိုခင်းနဲ့လျော်ညီအောင်ပို့ပြီးတော့မှထည့်ရအောင် 2016ဒေသခံပြည်သူအစုအဖွဲ့ပဲစီမင်းဆိုပြီးတော့လည်းထုတ်လိုက်ပြီးပြီအဲ့ဒီဟာအရာဆိုရင်ပို့ပြီးတော့မှအောင်မြင်လာမယ်ပို့ပြီးတော့မှပြည်သူတွေရဲ့အကျိုးခံစားခွင့်တွေရလာမှဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေကပို့ပြီးတော့မှဂရုစိုက်လာမယ်ပို့ပြီးတော့ကာကွယ်လာမယ် ဒါတွေဖြစ်လာရင်ဘယ်နည်းနဲ့မှဆိုစီးရပြအောင်မြင်မှာဖြစ်ပါတယ်။ချင်းမီနယ်ကမြန်မာနိုင်ငံမှာဆင်းရဲဆုံးပြည်နယ်ဖြစ်နေတဲ့အပြင်လျှက်စစ်မှုရရှိမှုကလည်းနှဲပါနေပါသေးတယ်။ဒါကြောင့်လောင်စာအတွက်တစ်တော့တွေကိုခုတ်ထွင်ပြီးထင်းမီးသွေးအဖြစ်အသုံးပြုနေရတာကလည်းတစ်တော့ပြုံးတိဖို့အတွက်အချက်တစ်ချက်ဖြစ်နေပါတယ်။တစ်တော့တဘာဝပတ်ဝန်းကျင်တည်ကြတော့ဟာပါလေတဘာဝအပြီးဖြစ်တာပြီးတော့ဆင်းရဲနှုံးပါမှုကြောင့်မခုတ်လို့မဖြစ်တဲ့အထင်းမီးသွေးပေါ့ဗျာနော်။ ခင်မီတွေးရီ တနေ့မှာခမင်းဆိုင်ဒီမှာလဲတနေ့မှာတန်တရာလောက်ခုတ်တာနောက်နော်မှာလက်စမီရီရလာမယ်ဂက်စ်အားဒီရလာမယ်အဲ့ဒါကြရဲ့အဲ့ဒါခုတ်ဆံမလို့တော့ဘောပေါ့အဲ့ဒါတကိတ်ဟုတ်ပဲစိန်လန်းဆိုပြီးနဲ့ကောင်းမွန်တဲ့ချင်းပင်နဲ့ဖြစ်လာနိုင်မယ်လို့မျိုးလင့်ပါ အစုအဖွဲ့ပိုင်းတည်တော်တွေနဲ့ပတ်သက်ပြီး1995ခုနှစ်ကနေ2016ခုနှစ်ဩဂုတ်လကုန်အထိနှစ်သိန်းကျော်ကိုတည်ထောင်ပြီးဖြစ်ပါတယ်။ဒါပေမဲ့အစုအဖွဲ့ပိုင်းတည်တော်တွေနဲ့ပတ်သက်ပြီးညွန်ကြားချက်သာရှိပြီးဥပဒေတရဖော်ဆောင်ဖို့လိုအပ်နေပါသေးတယ်။ကျွန်တော်အောင်ကိုလတ်ပါ။အစုအဖွဲ့ပိုင်းတည်တော်နဲ့တည်ဆောက်ခြင်းအတွက်